လူအစ်စ်တွေနဲ့ပြန်နံလာတဲ့သူတွေအားလုံးအတွက်ကျွန်ုပ်မှာမေးခွန်းရှိပါတယ်။ဒါကဖျားသခင်လူကိုဘာကြောင့်ဖန်ဆင်းရတာလဲ။ဖျားကြောင့်တက်တဲ့သူတိုင်းကောင်းကင်နိုင်ငံကိုရောက်မယ်လို့ယုံကြည်လား။ကောင်းကင်နိုင်ငံကိုဝင်ရောက်ရင်သင်ဘာလုပ်နိုင်တလဲ။ဒီမေးခွန်းတွေအတွက်အဖြေကိုရှာဖို့ကသမာကျန်းစာတစ်ခုတည်းကိုပဲကြည်ကြရအောင်လေ။ကဘာဦးကျန်းတဲ့28အချင်းတို့များပြားစွာမွေးဖွားကြလို့ မြေကြီးကိုပြည့်စေ၍နိုင်ကြတော့ပင်လယ်ငါးတို့ကိုယင်းမိုင်းကောင်းကင်ငှက်တို့ကိုလည်းအသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တရိษံအပေါင်းတို့ကိုလည်းအုပ်ဆိုးကြလောဟုမိန်တော်မူ၍သူတို့ကိုကောင်းကြီးပေးတော်မူ၏။သမာကျမ်းစာထဲမှာယေရှုကဖိယသခင်ရဲ့အလိုတော်နှင့်ပံ့ပိုးပေးမှုကို ရှင်းပြဖို့ပုံဥပမာမျိုးမျိုးကိုအသုံးပြုခဲ့ပါသည်။ ရှင်မသေးခရစ်ဝင်ကျမ်းဆက်3 3ကမှတ်ချက်အရာထိုအခါဥပမာစကားများတို့ကိုမြတ်စွာဘုရားမူဒီမှာဥပမာမပါဘဲနဲ့မဟောပြောပါဘူးယေရှုက လူတွေဝိညာဉ်ရေးရာနယ်ပယ်ကို နားမလည်လို့လောကကဥပမာတွေနဲ့တုံ့တင်ခဲ့ပါသည်ယေရှုရဲ့ဥပမာများစွာကမျိုးကျဲခြင်းဥပမာမုံငင်းစေဂျုံနှင့်စပပင်စပစ်ချံလုတ်သားနှင့်မတရားသောဗန္နာဆိုးလိုစိုက်ပျိုးရေးနှင့်ပတ်သက်နေပါသည် လယ်သမားတယောက်ကမြေရှင်းလင်းခြင်းမျိုးစေ့ကျဲခြင်းကောက်ပဲသီးနှံများကိုထိမ့်သိမ့်ခြင်းနှင့်အသီးနှံများကိုရိတ်သိမ့်သလိုဖျားသခင်ကလည်းမြေကြီးပေါ်မှာလူသားတွေကို ပြုစုပြောထောင်ပါသည်ရိတ်သိမ့်ချိန်ဤတဲ့အခါစပားတွေက ကောင်းကင်မှလာစုပါれရှင်ယောဟန်ခရစ်ဝင်ကျမ်းတတကတဲ့အဆောက်ဦး၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်ဖျားသခင်နှင့်အတူရှိ၏ နှုတ်ကပတ်တော်သည်လည်းဖျားသခင်ဖြစ်တော်မူ၏ပြောချင်တာက အစအဝီးတုန်းကစကြဝဠာမှာဖျားသခင်ကတပါးရဲရှိပါသည်အချိန်ကြာလာသည်နှင့်အမျှဖျားသခင်လူတွေကို သူနှင့်ဆက်ဆံပြီးစစ်မှန်တဲ့ချစ်ချင်းမြတ်တာကိုဝေမျှနိုင်ဖို့အလိုရှိခဲ့ပါသည်ဖျားသခင်ကဖျားဖြစ်ခြင်းနဲ့လူသားနှမျိုးလုံးကို ပိုင်ဆိုင်ထားပြီး ဒါကိုသူဟာသူတင်းစီထားမဲ့အစာအရာအားလုံးကို ဝင်းငှကျင်ခဲ့ပါသည်။ဒီဆန္ဒကိုစိတ်နှလုံးထဲမှာထားပြီးဖျားသခင် လူသားတွေကို ပြိုးထောင်ဖို့စီစဉ်ခဲ့ပါသည်။ဖျားသခင်က ခမဲတော်ဖျားသခင်သားတော်ဖျားနှင့်ဝိညာဉ်တော်ဖျားဖြစ် မတီးရှိခင်စကြဝဠာကိုနည်းနည်းစွာပိုင်းခြားထားပါသည်။တခုစီကအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါသည်။ခမဲတော်ဖျားသခင်က လူသားပြိုးထောင်မှုရဲ့ဒါရိုက်တာဖြစ်ပြီး သားတော်ယေရှုကကယ်တင်ရှင်နဲ့ပြည့်ပြည့်စုံတဲ့ကယ်တင်ခြင်းကိုရရှိဖို့ဝိညာဉ်တော်ကကူညီပေးသူပါအသင်းမျော်ဆုံးချိန်မှာသုံးပါးတစုဖရားကလူသားတွေကိုမဖန်ဆင်းခင်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းခဲ့ပါသည် ပထမလူသားအာဒံရဲ့အပြစ်ကြောင့်ဖရားသခင်လူလောကခရီးလမ်းကိုဆက်လက်လမ်းညွှန်ခဲ့ပြီးသမိုင်းကို ကြီးကြပ်ကရှင်ချင်းနဲ့တေချင်းအပြင် ကံကြမ္မာများကိုအုပ်ချုပ်ခဲ့ပါသည် ဒါကဖျားသခင်ရဲ့နှလုံးသားကို နားလည်ပြီး ကိုရောကို စိတ်နှလုံးအကျွမ်းမဲ့ချစ်နိုင်တဲ့စစ်မှန်တဲ့သားသမီးတွေရရှိဖို့ပါမိသားစု၄ယောက်ရှိတယ်လို့မြင်အောင်ကြည့်ပါအကြီးဆုံးကလေးကအမြင်နာခံပြီး ကိုပိုင်ထင်မြင်ချက်ဒါများမဟုတ် စိတ်ခံစားချက်ကိုဘယ်တော့မှမဖော်ပြပါဘူးအငယ်ဆုံးကလေးက တခါတလေမှမိဘကိုစိတ်ဆင်းရဲစေပေမဲ့နောင်တရပြီးသူတို့ကိုတွေ့တာပြီးခံစားချက်ကိုလည်းဖော်ပြပါသည် နှစ်ယောက်ထဲကဘသူ့ကိုပိုချစ်ခြင်းမလဲမိသားစုမှာချက်ပြုတ်တာနဲ့တန်ရှင်းရေးလို့အရာအလုံးကိုလုံးဆောင်နိုင်တဲ့စေယုတ်တယုတ်ရှိရင်ရောစေယုတ်ကသာသမီအစ်စ်ထက်ပိုချစ်ဖို့ကောင်းပါလားစေယုတ်တွေမှာကြီးမားတဲ့အကျိုးကျေးဇူးတွေပါရှိပေမဲ့သာသမီနဲ့အစားထိုးလို့မရပါဘူး ကောင်းကင်မှာနာခံမှုရှိတဲ့ကောင်းကင်တမန်ကောင်းကင်ဘုရားရှင်များစွာရှိပေမဲ့ဖရာသခင်ရဲ့ပျော်ရွှင်မှုအကြောင်းအရာစိတ်ခံစားမှုနဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်နဲ့နာခံတဲ့သားသမီးတွေကိုအလိုရှိပါသည်။ဒါကဖရာသခင် လူသားတွေကိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်နဲ့ဖန်ဆင်းခဲ့ပြီးကျွန်ုပ်တို့ကိုနှုတ်ကပတ်တော်စီမှာအနှင်းထားရတဲ့အကြောင်းရင်းပါ။စစ်မှန်တဲ့သားသမီးတွေပေါ်ထွက်လာဖို့ဖရာသခင်ဆက်လက်စောင့်မျှော်နေပါသည်။ စိုက်ပျိုးရာမှာမျိုးစေ့ကျဲခြင်းနှင့်အတီးနံများအထွက်များဖို့ပြိုးထောင်ရာမှာလယ်သမားတဦးရဲ့စ조사အထုံးမှုပါဝင်ပါသည်ဖျားသခင်လူသားပြုစုပြိုးထောင်ခြင်းကနေစစ်မှန်တဲ့သားသမီးတွေရရှိဖို့ပထမဆုံးမျိုးစေ့အဖြစ်အာဒန်နဲ့အေဝော့ကိုစိုက်ခဲ့ပါသည်ညီမကနေဖန်ဆင်းထားတဲ့လူသားကနှလုံးသားထဲမှာတမာတရားကိုပြုစုပြောထောင်ပြီးဖျားသခင်ရဲ့စစ်မှန်တဲ့သားသမီးရောဖြစ်လာနိုင်ပါသည် ကဘာဦးကျန်းချောက်96ကကျောင်းတို့ကိုဒီလိုပြောပါသည်ငါမြေကြီးပေါ်မှာ လူအပြစ်ကြီး၍သူဤစိတ်နှလုံးအကြံအစီရှိသမျှတို့သည်အစင်မပြတ်စိုးညစ်ခြင်းတသက်ရှိကြောင်းကိုဖျားသခင်တည်မြင်တော်မူလျင်6မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောက်တရ၍နှလုံးတော်ပူပန်လျက်ရှိတော်မူ၏သောရဖျားမြေကြီးပေါ်မှာ လူကိုဖန်ဆင်းခဲ့တာကို နောင်တရပြီးစိတ်နှလုံးပူပန်ပါတယ် လူသားတွေစိုးသွမ်းပြီးအပြစ်ကျူးလွန်ကြမှာကိုဖျားသခင်မတိခဲ့ဘူးလားဖျားသခင်အစအဝီးတဲကအရာအားလုံးကိုကြိုပြီးတည်ပါတယ်လူသားပြုစုပျိုးထောင်ရမှာဖျားသခင်ရဲ့အကြောင်းပြချက်ကိုမိဘတဦးရဲ့ရှူထောင်းကနေကြည့်ရင်အလွယ်တကူနားလည်နိုင်ပါသည်ကလေးမွေးပြီးပြုစုပျိုးထောင်ဖို့ဘလောက်ထိစိန်ခေါ်မှုရှိလဲ ကိုဝင်ကိုကိုလာလွယ်ပြီးနောက်ငွေဖွားရာမှာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါပြင်းထန်စွာအာထုံမှုနှင့် နာကျင်မှုဖြစ်ပါသည်။ကလေးတဦးကိုပြုစုပျိုးထောင်ရာမှာနေရောညပါတိတာထင်ရှားတဲ့အနစ်နာခံမှုများနှင့်စိန်ခေါ်မှုတွေလိုအပ်ပါသည်။မိဘတွေကစစ်မှန်တဲ့မေတ္တာကို မျှဝေခြင်းလို့ကလေးယူဖို့ရွေးချယ်ကြပါသည်။သားသမီးတွေကို လေးစားစေခံပြီး စိတ်နှလုံးအကျဉ်းမဲ့ပေါ်ပြရတဲ့အခါမိဘတွေဘလောက်ကောင်းမလဲနားမထောင်တာဖောက်ပြန်ခြင်းနဲ့မငြိမ်သက်တာတွေကို ပြသမှာကို သိနေပေမဲ့သူထာဝရမေတ္တာကိုဝေငှနိုင်မဲ့စစ်မှန်တဲ့သားသမီးတွေပေါ်ထွက်လာဖို့ဖရာသခင်ယုံကြည်ပါသည်လယ်သမားတွေစပားရိတ်သိမ့်ချိန်မှာစပားထွက်များဖို့မျှော်လင့်ယုံကြည်လို့လယ်ထွန်မျိုးစေ့များကျဲပြီးစိုက်ပျိုးဖို့စူးစမ်းကြပါသည်ဒါပေမဲ့ရိတ်သိမ့်ချိန်မှာဖွဲတွေရောနှောနေပါသည် လေသမားတွေစပားတွေကိုကြည်တဲ့စုသိမ့်ပေမဲ့ဖွဲတွေကိုတော့မီးရှို့ကြပါသည်ဒီတိုင်းပဲဖျားသခင် လူသားပြုစုပျိုးထောင်ချိန်ဆုံးမှာစပားနှစ်ဖွဲကို ခွဲပါသည် ရှင်မသေးခရစ်ဝင်ကျန်းသုံးဆယ်နှစ်မှတ်တမ်းအရာဆယ်နှစ်လက်တော်တွင်စံကောပါလေရဲ့မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်မိမိဂျုံစပားကိုကြည်၌စုသိမ့်သွင်းထား၍ အဖျင်းကိုကမငိမ့်နိုင်သောမိနှင့်ရှိတော်မူလာတန်ဟုယောဟန်ဟောပြော၏။တရားစီရင်ရာနေ့မှာဖျားသခင်ကဂျုံစပားနှင့်တူတဲ့ယုံကြည်သူတွေကို ကောင်းကင်ကိုစုဝေးစေပြီးခွဲလိုလူတွေကိုငရဲမီးတဲ့ပြစ်ချပါသည်။ဂျုံစပားကယေရှုခရစ်ကိုလက်ခံပြီးတမန်တရားထဲမှာနေထိုင်ပြီးဖျားသခင်ကိုချစ်တဲ့ဖျားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုခံယူသူများကိုရည်ညွှန်းပါသည်။ ူတို့ကဆုံးရှုံးသွားတဲ့ဖရာသခင်ရဲ့ပုံတံကိုပြန်လည်ရရှိပြီးနှုတ်ကပတ်တော်ကိုလမ်းလျှောက်တဲ့အလင်းရဲ့သားသမီးတွေဖြစ်ပါသည်။ဖွဲသည်ယေရှုခရစ်ကိုလက်မခံဘဲသို့မဟုတ်အချီးနီးသောဂတိများဖြင့်ယုံကြည်အောင်ဆောင်ကားနှုတ်ကပတ်တော်အစာလောကနှင့် ပြည့်ရှိသောဆန္ဒများဖြင့်အသက်ရှင်နေသူများကိုရည်ညွှန်းသည်ချစ်ချင်းမြတ်တာဖရာသခင်ကဘာကြောင့်ဖွဲတွေကိုငရေမီးရဲပြစ်ချရွာလဲ တိမောသေးဩဝါဒစာ ပထမဆောင်နှင့်၄မှ၄လူအပေါင်းတို့သည်ကေတင်ချင်းတို့ရောက်၍တမန်တရားကိုသိစေခြင်းကဖျားသခင်အလိုတော်ရှိ၏ဖျားသခင်လူတိုင်းကိုကေတင်ချင်းတို့ရောက်စေလိုပြီးကေတင်ချင်းလမ်းကိုပြသရန် ကျွန်ုပ်တို့ကို နီလန်းများစွာဖြင့် သူ့ချစ်ခြင်းမေတ္တာကိုပြသပါသည်ဒါပေမဲ့ဖျားသခင်ရဲ့အလိုတော်ကိုစန့်ကျင်ပြီးသူတို့ကိုယ်ပိုင်ဆန္ဒနဲ့ဥပဒေကိုချိုးဖောက်နေသူတွေရှိပါသည်ဒေသနာကျမ်း38မှာရေးထားသည့်အတိုင်းသူတို့ဖျားသခင်ရှိတော်မှာလူသားဖြစ်ကနေသူတို့တန်ဖိုးကိုဆုံးရှုံးသွားလို့တရိတ်ဆန်တွေလိုဖွဲများတာဖြစ်ပါသည်လူတွေကတရိတ်ဆန်တွေထက်ဟိုရုပ်မာတယ်ပြောတာကိုကြည်ချင်းဖြင့်သူတို့အလွန်ဆိုးရွားတဲ့အကျင့်ဆိုးတွေဘလောက်တောင်ကျွလွန်လဲကျုံတို့သိနိုင်တယ် ဒါပေမဲ့လူသားတွေမှာထာဝရမပျက်စီးနိုင်တဲ့ဝိညာဉ်နဲ့စိတ်ရှိပြီးတိရိစ္ဆာန်တွေမှာတော့မရှိပါဘူး။ဂျုံစဘာနဲ့တူတဲ့ယုံကြည်သူတွေနဲ့အတူကောင်းကင်ကိုမဝင်နိုင်ကြပါဘူး။ဘာကြောင့်လဲဆိုဖျားသခင်ကငရဲကိုကောင်းကင်နဲ့ခွဲထားဖို့ကလွယ်ပြီးရွေးချယ်စရာမရှိပါဘူး။စပတ်ကြည့်တဲ့သူခွဲမစုဆောင်တဲ့လေသမားနှစ်တူပါသည်။ အပြင်းနဲ့ပြင်းနဲ့နေတဲ့ခွဲလိုလူတွေကိုဂျုံစဘာနဲ့အတူကောင်းကင်ကို ဝင်ခွင့်ပြုရင်ကောင်းကင်နိုင်ငံကထာဝရစင်အပြင်းနဲ့ညဉ့်ဉန်းနေပါလိမ့်မည်။ငရဲနေရာချထားတာကအ धिक အားဖြင့်ဖျားသခင်ဤမြစ်တာကနေထွက်ပေါ်လာသည်။လေသမားတွေအတွက်တစ်နှစ်ပတ်လုံးမျိုးစေ့ကျဲခြင်းနှင့်ဂိတ်သိမ်းခြင်းတို့ဆက်လက်လှုပ်ဆောင်နေသလိုဖျားသခင်လည်း လူသားစိုက်ပျိုးမှုကို မရက်တန့်ပါဘူး။ဖျားသခင်က နောအေအာဗျာဟံမောရှေအေလိယပေတရုနှင့်ပေါလုတို့လိုယုံကြည်ခြင်းပိုးပေးတွေကနေတဆင့်သူရဲ့ချစ်ချင်းမြတ်တာတမန်ကျမ်းစာကတဆင့်သူ၏နှလုံးသားနှင့်အလိုတော်ကိုထုတ်ဖော်ပြသခဲ့ပါသည်။ဒီနေ့မှာလေဖျားသခင်လူသားတွေကိုအဆက်မပြတ်ပြုစုပျိုးထောင်ပြီးတတိဝရိယရှိရန်လိုအပ်ကြောင်းအလေးပေးထားပါသည်။မြေကြီးပေါ်ကအရာအလုံးမှာအစနှင့်အဆုံးရှိသလို ဖျားသခင် လူသားတို့ကို ပြုစုပြိုးထောင်ပါသည်။ဗျာဒိတ်ကျမ်း20 73ကငါသည် အာလဖဖြစ်၏။အိုမေဂါလည်းဖြစ်၏။အူးဆုံးသောသူ နောက်ဆုံးသောသူဖြစ်၏။အစနှင့်အဆုံးလည်းဖြစ်၏။ဖျားသခင်လူသားတွေကိုတင့်လျော်တဲ့အချိန်မှာပြီးပြည့်စုံစေမှာဖြစ်ပါသည်။ဖျားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းပြီးနောက်တတမနေ့မှာအနားယူခဲ့ပါသည်။ လူသားများစိုက်ပျိုးခြင်းပြီးသည့်နှင့်ဖျားသခင်လူတိုင်းကို ကောင်းကင်သို့မဟုတ်ငရဲကိုတေချာပေါက်စီရင်မှာပါဂျုံစပားနှင့်တူတဲ့ယုံကြည်သူတွေမြေကြီးပေါ်ကသူတို့ရဲ့လှုပ်ဆောင်မှုအတိုင်းကောင်းကင်မှာဆုချမှာဖြစ်ပြီးသူ့ရဲ့ယုံကြည်မှုအစင်းနဲ့အညီကောင်းကင်မှာနေထိုင်စရာနေရာကိုဝင်ရောက်မှာပါဖွဲနှင့်တူတဲ့လူတွေငရဲ၌ထာဝရဒုက္ခခံကြရပါလိမ့်မည် ကျုံတို့ဤကြည်ရှုသူများအားလုံးအတွက်ဖရာသခင်လူသားပြုစုပျိုးထောင်မှုကိုနားလည်သဘောပေါက်ပြီးလှပသောကောင်းကင်မှာထာဝရအသက်ရဲ့ဂျုံစပားလိုယုံကြည်သူများအဖြစ်ပေါ်ထွက်လာဖို့မျှော်လင့်ပါသည်။ကင်းအတွက်ဆုတောင်းပေးပါရစေ။ကောင်းကင်ဘုံရှင်အပ ကျွန်ုပ်တို့ကိုငရဲတို့ပို့ရန်ပြုစုပြောထောင်ခဲတာမဟုတ်ပဲကျွန်ုပ်တို့ကိုဖန်ဆင်းပြီးကောင်းကင်ရဲ့စစ်မှန်တဲ့ပျော်ရွှင်မှုမှာ နေထိုင်နိုင်ဖို့ကျွန်ုပ်တို့အားပြုစုပြောထောင်ပေးခဲ့တာပါအဖကိုရောရဲ့ကြီးမြတ်တဲ့ချစ်ချင်းမေတ္တာကိုနက်နက်ဆိုင်ဆိုင်သိရှိနားလည်ဖို့ကျွန်ုပ်တို့ကိုကူညီပေးပါကျွန်ုပ်တို့အလင်းရဲ့သားသမီးများအဖြစ်ပေါ်ထွန်းလာပါစေ ုံးအာနုဘောကောင်းမြတ်ခြင်းတမာတရားအတွင် ပြောင်းလဲကြပါစေ။ဖရာသခင်ရဲ့စစ်မှန်တဲ့သားသမီးတွေ ဖြစ်လာဖို့ကျွန်ုပ်တို့ကိုဦးဆောင်ပါ။ဖရာသခင်ကိုယေရှုတင်ပါသည်။ယုံကြည်သူအားလုံးကို ကာကွယ်ပေးပြီးဝိညာဉ်ရေးရာနှင့်လောကပိုင်းဆိုင်ရာကောင်းချီးများစွာရရှိပါစေ။သခင်ယေရှုခရစ်၏နာမဖြင့်ဆုတောင်းပါ။အာမင်။